မန္တလေးသဘင်ပညာရှင်များအစည်းအဝေးဝင်တွေစုပေါင်းပြီးတော့ပထမဆုံးကြိမ်မျက်ကြည်လွာလှူဒန်းပွဲကိုဇူလိုင်လ12ရက်နေ့ကမန္တလေးမြို့မှာပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ညီမွန်အောင်ကပေးပို့ထားတာပါမြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးသဘင်လူမှုကူညီဆောင်ရှောက်ရေးကော်မတီနဲ့မန္တလေးသဘင်လူမှုကူညီဆောင်ရှောက်ရေးတို့စုပေါင်းပြီးမန္တလေးမျိုးသားမျက်စိပံကိုမျက်ကြည်လွာစုပေါင်းလှူဒန်းမှုပြုလုပ်ခဲ့ကြပါတယ်။မျက်ကြည်လွာလိုအပ်နေတဲ့လူသားတွေရှိခဲ့ဆက်လက်ပြီးကျွန်တော်တို့ကဘဝရယ်ပြီးသွားပြီ။အဲကျွန်တော်တို့ရဲ့ ကိုစားပေါ့ဒါမှမဟုတ်သူ့ရဲ့ဘဝကိုနေနဲ့နေမင်းရင်းနေမဲ့ကျွန်တော်ကိုယ်ကိုယ်ဝကိုလည်းကျင်းနေတယ်ခုလိုလူရတဲ့အတွက်လည်းခါမှဒါမှမဟုတ်မကြုံမှုတဲ့အတွက်ရင်းထဲမှာအရန်ကိုပီတိပြိပါတယ်မလေးတပင်လူမှုကူညီဆောင်ရှောက်ရေးကော်မတီရဲ့မျက်ကြည်လွာလူတန်းပွဲမှာမလေးတိုင်းတပင်အစည်းအရုံးဝင်89ဦးကမျက်ကြည်လွာလူတန်းမှုစီရင်ပေးသွင်းခဲ့ကြပါတယ်။အခုအခမ်းအနားကိုမန်လေးမြို့သားမျက်စိပံကတာဝန်ရှိသူတွေနဲ့မြန်မာနိုင်ငံတပင်ပညာရှင်များအစည်းအရုံးရန်ကုန်ကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ မလေးတိုက်ဒေသကြီးမှာလည်းအဓိကရင်ချင်းမှုမျိုးတော့သပင်းမျိုးတော့အဲ့တော့မလေးတိုက်ဒေသကြီးသပင်းလူကောကနေဦးစီးပြီးတော့ရန်ကုန်မှာလိုပဲစူပောင်းပြီးတော့မျက်ချီကလူရမ်းမွေလေးလုပ်မယ်ဆိုပြီးတော့ပြီးခဲ့တဲ့တစ်ခေါက်နောက်တော့အစည်းအဝေးလို့ဖြစ်ခဲ့ပြီးတော့အခုစီစဉ်တော့ဒီကမန္တလေးလူကူအဖွဲ့အဓိကစီစဉ်တာပါရှင်ကျမတို့ကလာပြီးတော့အားပေးတာပါတက်ရောက်ပေးတာပါရန်ကုန်မြို့မှာလည်းမြန်မာနိုင်ငံသပင်းပညာရှင်များအစည်းအရုံသပင်းလူမှုကူညီဆောင်ရွက်ရေးကော်မတီဝင်အယောက်80ကျော်ကမျက်ကြည်လွှာတွေကိုလှူဒန်းခဲ့ကြပါသေးတယ်။ ကွယ်လွန်ပြီးသူတွေမျက်ကြည်လွာလူဒန်းလိုသူတွေအနေနဲ့ကွယ်လွန်ပြီး၄နာရီအတွင်းအမျိုးသားမျက်စိပံကိုကျန်ရဲသူမိသားစုကဆက်သွယ်လူဒန်းနိုင်ပါတယ်ကျွန်တော်ငိမ့်မိုးအောင်ပါ